တေဟရာသမဟန္တာသရေပါလာရေသပန္နိတာသဗ္ဗမစ္ဆုဝတန်ယန္တိတေတေဟရာသငငယ်လည်းတည်တာပဲမဟန္တာသအသက်ကြီးမှလည်းတည်တာပဲတဲ့ရေပါလာရေသပန္နိတာမတိနားမလဲတဲ့လူလည်းတည်တာပဲတဲ့ပညာတတ်တဲ့လူလည်းတည်တာပဲတဲ့မတည်တဲ့လူရှိလားအေးမရှိဘူးဆိုတော့သိထားပြီးတဲ့နောက်မှာကိုဘာလုပ်တဲ့လဲကြောက်နေဖို့မဟုတ်ဘူးเนาะ ရင်ဆိုင်ရဲဖို့တင်းတရားကြောက်ဖို့မဟုတ်ဘူးရင်ဆိုင်ရဲဖို့ပဲမမှန်ကန်ကန်နဲ့ရင်ဆိုင်ရဲရမယ်ဒီလိုဆိုလို့ဘုန်းကြီးတို့ဂျာမနီသွားတော့အပြန်ပါနေမြတ်ပေါ်မှာ readers digest magazine တစ်စောင်တွေ့တယ်နေမြတ်ပေါ်မှာခဏဖတ်ဖတ်တော့ဘုသူ့ရဲ့အကြောင်းရေးထားတော့ဆိုအရင်တော့က မေရိကန်သမ္မတလောက်သွားတဲ့သမ္မတကနေဒီရဲ့ဇနီးချက်ကလင်းကနေဒီရဲ့နောက်ဆုံးနေ့အကြောင်းရေးထားတယ်။သူကနေရောက်မှာချက်ကလင်းကနေဒီဆိုတဲ့သမ္မတကတော့သက်60လောက်ရှိတဲ့အခါမှာသူယောဂရာဆေးရုံတက်ပြီးဆေးကုဆေးကုတဲ့အခါကျတော့ဆရာဝန်တွေကဒိုင်ယာနိုးဆိုပြီးမှပေါ်ပြလိုက်တယ်ဘာဖြစ်တယ်ကင်ဆာယောဂကင်ဆာယောဂဆိုတာ inquiry ပေါ့ ခုလို့မရဘူးကိစ္စဆဲလေးတွေကပြန့်နှံ့နေတဲ့အကြောင်းခုလို့မရဘူးတင်ကြွားတွေပေါ်ခုမရတဲ့ယောဂမျိုးဖြစ်နေပြီသူသိသိတဲ့အခါကျသူဘုရားဘာသာမဟုတ်ဘူးဘောပေမဲ့လို့စိတ်မချအောင်သူ့မှာထိန်းတဲ့နိလန်းတော့ရှိနေတယ်ဟုတ်ကဲ့လားသူ့မှာအားကိုးရှိတယ်ဘာအာဂုံလို့ဆိုသူခရစ်ယာန်ဆိုခရစ်ယာန်ကအာဂုံပါပေါ့နော်စိတ်တည်ငြိမ်မှုလေးကိုပြောပြတာပါ ိမ်ပြန်းလာခဲ့တယ်။အိမ်ပြန်းလာပြီဘာလို့လို့ဆိုရင်တတတရရတန်တန်ရှင်းရှင်းအဝဆာစိတ်တွေနဲ့လဲအမလို့ဆိုခီးလိမ်ပေါ့နော်။အဲ့ရခင်နေချာနာနာပြင်ဆင်သူ့အိမ်တန်တန်ရှင်းရှင်းအကုန်လုံးသူ့ပစ္စည်းတွေခွဲပေးတဲ့လူတွေပေးလှုပ်တင်တာတွေလှုပ်ဌာနလှုပ်တင်တာတွေလှုပ်အဲ့လိုလှုပ်ပြီးသူကစိတ်ချမ်းသာကိုချမ်းသာနေအိမ်ပြန်ပြီးတော့အေးအေးဆေးဆေးအနားယူတဲ့သဘောမျိုး သူတည်သွားရင်မလုပ်ရမယ်ဆိုတဲ့ဆန္ဒတွေခေါ်ပြပြီးဒီလိုနေတယ်။တပတ်လောက်နေတော့သူအဲ့ရမှာပဲဆုံးသွားတယ်။ကဲသူ့အနေထားလည်းဘလောက်ကောင်းဟုတ်ကဲ့ရဲဝံရင်ဆိုင်သွားတယ်လို့ပြောတယ်။အဲ့ဒီနေရာလေးမှာစဉ်းစားဖို့အရေးကြီးတာကဘာလို့ဆိုလို့ရှိရင်သူအားကိုးတဲ့ဂေါ့ဆိုတာတကယ်အားကိုးရရောက်ရတာဒါပဲဒီတစ်ချက်ပဲစဉ်းစားနေရရှိတယ်။တခါတလေကျတော့ကိုကတော့ အားကိုးတယ်လေလူတွေကြည့်လေသားကိုအားကိုးရမလားလို့ဆိုပြီးတော့ဂူဆိုင်တာတက်ကြီးတော့သားကိုထော်တော်ကန်းလန်လုပ်တဲ့သားဖြစ်မဖြစ်ဘူးလားမရှိဘူးလားအေးသမီးကိုအားကိုးရမယ်ထင်ပြီးတော့သမီးလေးကိုဂူဆိုင်ပြီးတော့မွေးထားတယ်အသက်ကြီးတဲ့အခါကျကိုယ့်ရန်သူဖြစ်နေတာမရှိဘူးလားရှိတကယ်အားကိုးရမယ်လို့ထင်ပေမဲ့လို့အားကိုးရဖြစ်ချင်ခြင်းဖြစ်ဖြစ်ပေါ့အဲ့လိုတော့ရှိနိုင်တယ်ပေါ့အဲ့တော့တခြားဘာသာဝင်တွေအနေနဲ့ သူတို့စာပေချမ်းကသူတို့ဘာသာတရားအရာဒါကိုအားကိုးရမယ်လို့သူတို့ထင်ကောင်းထင်တယ်။သို့သောစိတ်ကောင်းနှလုံးကောင်းထားမယ်၊ကိုကျင်တရားကောင်းမယ်ဆိုရင်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ကောင်းရတုကတိရောက်ဖို့ရတယ်ခင်ဗျာ။ကံကံဤအကျိုးလက်ခံယုံကြည်ပြီးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတဲ့အများကိုကူညီခြင်းနဲ့စိတ်အများရဲ့အကျိုးကိုလွန်လာတဲ့မေတ္တာစိတ်ရှိရင်ဘယ်ပုဂ္ဂိုလ်မျိုးပဲရှိရှိဘယ်ဘာသာဝင်ပဲရှိရှိဘာသာနဲ့မဆိုင်ဘူးအဲ့ဒါကြောင့် စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ထိုစိတ်ကောင်းနှလုံးကောင်းကကောင်းတဲ့ဘဝကိုပို့ပေးမှာခေါ်ရကတင်တာတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့လားဘုရားဘာသာကလည်းစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ထိုစိတ်ကောင်းနှလုံးကောင်းလေးကကတင်မှာဘုရားကကတင်တာမဟုတ်ဘူးသို့တော့ဘုရားကဒီလိုထားမယ်လို့သင်ကြားပေးထားတယ်ဆုံးမဩဝါဒပေးထားတယ်ပေါ့ဒီကောင်းပြီ အဲ့ဒီသမဏကတော်ကြီးဟာအေးချမ်းချမ်းနဲ့ကြောက်ကြောက်လန့်လန့်မဖြစ်ဘဲနဲ့တေခြင်းတရားကိုရင်ဆိုင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့ဒီမှာရေးသားထားတာဖတ်ရတော့ဟောဒါလည်းအတွေ့အကြုံရှိရမယ်လို့เนาะ